ဂတိကိုအလွယ်တကူပေးမိရင်မူတာဝါဒကိုအကျဉ်းချင်းကျွလွန်မိတတ်တယ်။အာနာလိုအင်းပါဆိုတာမျိုးကစိတ်မပါပဲပေးလိုက်တဲ့ဂတိအသေးစားလေးတွေပါပဲ။အလွယ်တကူပြောမိရင်အလွယ်တကူဖောက်ပြက်မိတတ်တယ်။ကိုအလွယ်ပြောခဲ့တဲ့အင်းပါဆိုတာလေးကို ရှောင်လွဲဖို့အတွက်အလိန်ညာအမျိုးမျိုးကိုကျွလွန်မိတတ်တယ်။တကယ်တော့ယောသဆောင်ခံရတဲ့တတ္တိဟာမူတာဝါဒကိုရှော့ချနိုင်တဲ့အကောင်းဆုံးအချက်ပဲ။ မသိတာကိုမသိဘူးမှားတာကိုမှားတယ်မရှိတာကိုမရှိဘူးမလုတ်ပေးနိုင်တာကို မလုတ်ပေးနိုင်ဘူးစသဖြင့်အမှန်တိုင်းပြောရတဲ့တတ္တိရှိရင်မူတာဝါဒကိုဆက်တိုက်ကျွလွန်စရာအကြောင်းမရှိတော့သလိုဂတိပြတ်ဖို့လည်းမရှိတော့ဘူးသူများအထင်သေးမှကြောက်လို့မသိတာကိုသိသလိုလိုမှားတာကို မှန်သလိုလိုမရှိတာကိုရှိသလိုလိုမလုတ်ပေးနိုင်တာကို လုတ်ပေးနိုင်သလိုလို စသဖြင့်ဟန်ဆောင်မိတာမျိုးကလညာမှုကို ပိုပြီးတွန်းအားဖြစ်စေတတ်တဲ့အပြင်ဂတိသစ္စာကိုလည်းလွယ်လွယ်ဖောက်ပြန်မိတတ်တယ်။ဒါကြောင့်ဘာပဲဖြစ်ဖြစ်ဂတိကို အလွယ်တကူမပေးပါနဲ့။စုခဲစီမြဲစီဆိုသလိုလုပ်ပေးနိုင်ပါမှာဂတိပေးပြီးပေးတဲ့အတိုင်းတည်အောင်ကြိုးစားပါ။ယောသားမှုဆိုတာအကျိုးများမှုကိုဖြစ်စေတတ်တဲ့အတွက်ငါတွေပေးဖယ်ပြီးယောသားစွာဝန်ခံရတဲ့တတ္တိနဲ့ တခါတည်းပြိမဲ့ကိစ္စကို အခါခါရှောင်လွဲပြီးလိညာမှုကိုအကျဉ်းချင်းကျွလွန်တာမျိုးမဖြစ်ပါစေနဲ့ဒါကကိုယ့်ကိုဆုံးမခြင်းအပိုင်း16မှာဘုရင်တို့ရေးထားတဲ့စာစုလေးပါပဲအာနာလို အင်းပါဆိုတာမျိုးကတဲ့ဘုဒ္ဓဝါဒကိုအကျဉ်းချင်းကျွလွန်မိတတ်တယ်သူကတိကို အလွယ်ပေးတာကဘုဒ္ဓဝါဒကိုအလွယ်တကူကျွလွန်ဖို့အကြောင်းအများကြီးရှိတယ်ဒီအာနာဆိုတဲ့စကားလေးရလဲပဲဘုန်းကြီးတို့မြန်မာလူမျိုးတွေမှာပဲရှိသလားတော့မသိပါဘူး နိုင်ငံသားနေမှာတော့အထူးသဖြင့်ဥရောပတိုင်းပြည်တွေမှာတိုးတက်တဲ့နိုင်ငံတွေမှာကျတော့အားနာတယ်ဆိုတဲ့စကားလုံးကတော်တော်ရှားခက်တယ်မကြိုက်ရင်မကြိုက်ဘူးမသိရင်မသိဘူးမရှိရင်မရှိဘူးဒီလိုပဲတခါလဲပြောလိုက်တော့ဟိုလိန်ညာစရာလည်းအကြောင်းမရှိဘူးဆက်ပြီးတော့လည်းပဲဒီကတိဖောက်ပြက်စရာလည်းအကြောင်းမရှိဘူးဘုန်းကြီးတို့နိုင်ငံသားမှာနေတယ်ဥရောပနိုင်ငံတွေရောက်တယ်ဘုန်းကြီးဆိုပြီးတော့လည်းပဲအာနာပါနာနဲ့အဲ ိုလိုက်လာတာမျိုးအာနာပါနာနဲ့အကူအညီပေးတာမျိုးသူတို့ကသိမရှိဘူး။ဘုန်းကြီးအကူအညီသွားတောင်းလို့လည်းပဲအားရင်လည်းအားမကူညီပေးနိုင်တယ်။အားရင်လည်းပဲမအားဘူးဆိုတဲ့အခါလေးပြောလိုက်တော့သူကသူ့အချင်းနဲ့အမှန်ကိုပြောလိုက်တော့ကိုကလည်းပဲဘာမှဒီအပေါ်မှာမျောလင့်စရာအကြောင်းမရှိတော့ဘူး။ဗမာလူမျိုးတအူးဆိုရင်တော့သူကအားနာလို့ဟိုရပါတယ်ဖះဆိုပြီးတော့ ာနာပါနာနဲ့ဆရာတော်တွေကိုခဏစောင့်ခိုင်းရင်တခါခါကျညက်နေမုတ်ချုပ်တဲ့တွေစောင့်လိုက်ရတာလေအများကြီးရှိတော့မှာလူမျိုးတွေမှာအဲအာနာတဲ့စိတ်ကကလေးကိုအလွယ်တကူပေးပြီးတော့အလွယ်တကူဖျက်တတ်တဲ့အကျင့်လေးရှိတယ်။ဘင်းတို့ကိုရီးယားမှာလည်းပဲအဲလိုပဲကိုရီးယားလူမျိုးတွေလည်းတိတ်တော့အာမနာတတ်ဘူးသူတို့ကအာမနာတတ်တော့ဘလောက်တိအာမနာလဲဆိုရင်တခါတခါဘုန်းကြီးတို့ကတရားဝေးရှိတယ်တရားသွပြတယ်တရားသွပြလို့စွန်းစားတွေပင့်နေဆိုရင်ဩအဖို့တစ်ပါးရှိလို့အဖို့တစ်ပါးခေါ်သွားတာတော့မှ စွန့်နေပါရဲ့ကတ်တယ်ဓမ္မပူဇာလှူတယ်ဆိုရင်ဓမ္မပူဇာလှူလို့ရှင်ကိုကတော့သင်္นานပြတဲ့အတွက်သင်္นานပြပေးတဲ့ဘုန်းကြီးပဲလှူတယ်ဘေးရပါလာတဲ့ဘုန်းကြီးမလှူဘူးသူတို့ကမမပြမဆိုရင်တော့ဒါတပါးကြွလာရင်နှစ်ပါးလုံးအာနာပါနာတယ်နှစ်ပါးလုံးတာနာကိုစိတ်ကြီးညိုတဲ့စိတ်နဲ့လှူပြမှာဒါပေမဲ့သူတို့ကမဟုတ်ဘူးလှုပ်ပေးတဲ့ဘုန်းကြီးပဲကြီးညိုတယ်လှူတယ်အဲ့လိုမျိုးဆိုတော့ဒါဘေးလို့ဒါလှုပ်တယ်ဆိုတဲ့သဘောမျိုးတွေသူတို့နိုင်ငံတွေမှာသိရှိတယ်တခါခါကျတော့အဲ့ဒီ မမလူမျိုးတွေရဲ့အာနာလို့အင်းပါဆိုတဲ့လိုက်လျှောတာတွေကအကျဉ်းချင်းသူကအလွယ်တကူဂတိပေးလိုက်တယ်အလွယ်တကူဖောက်ပြက်လိုက်တယ်အလွယ်တကူမုဒါဝါဒကိုကျူးလွန်နိုင်တယ်ဆိုဒါတွေကလည်းရှောင်ကျင်ရမယ့်အအကြောင်းတွေပဲချို့ကစကားကိုအလွယ်ပြောတယ်ပြီးလို့ရှိရင်အလွယ်တကူပဲဖောက်ပြက်လိုက်တယ်မသိကြအောင်ပဲဆောင်နေလိုက်တော့တယ်တခါကကိုကပြောလိုက်တဲ့အလွယ်ပြောတဲ့စကားကတစ်ဖက်သားကအတီးယူပြီးတော့ပတ်ထားလို့ရှိရင် သူကဟိုဘက်ကမျောလင့်နေတာကိုကတော့မေးပြပွားပဲနေတာဆိုတော့တခါကနောက်တော့ကိုဟိုဘက်ကယုံကြည်နေမဲ့လာပြောခါရတယ်လူတွေဒါကြောင့်မလို့တောင်းတောင်းမလုပ်ပေးနိုင်တာတွေမပြောတာကောင်းတယ်အထူးသဖြင့်ကလေးတွေကလေးတွေဆိုရင်ကိုကချစ်လို့အေးဗာလေးလုပ်ပေးမယ်ညာလေးလုပ်ပေးမယ်ပြောတာပြောပြီးတော့ကိုကမေးမေးပြပြမေ့သွားကလေးတွေအဲ့ဒါမျောလင့်ချက်လေးနဲ့စောင့်နေသူတို့ကမျောလင့်ကိုကမေ့နေတယ်အဲ့မှာကလေးကအဖေကဂရိမတီတဲ့လူသားမျိုးအမေကဂရိတီတဲ့လူသားမျိုးဆိုပြီးဖြစ်သွားတာညာကြီး ောင့်မလို့အာနာလိုပဲဖြစ်ဖြစ်ဟိုဂတိကိုအလွယ်တကူပေးတာမျိုးမလုပ်မိစေနဲ့စကားကိုအလွယ်တကူပြောတာမျိုးလည်းမဖြစ်စေနဲ့အလွယ်တကူပြောတတ်တဲ့လူကအလွယ်တကူဖောက်ပြတ်တတ်တယ်။မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတို့ရဲ့စကားပြောနေကြတော့ကွာတယ်။ဘုရားစာပေမှာစကားပြောနေ6မျိုးရှိတယ်။စကားပြောတဲ့နေရာမှာမှန်လဲမှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးလည်းမနစ်သက်ဘူးဆိုတဲ့စကားမျိုး ။နောက်မှန်လဲမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတို့ဘာလဲမနစ်သက်။နောက်မှန်လဲမမှန်ဘူးအကျိုးလည်းမရှိဘူးသူတို့ဘာကနစ်သက်တယ်။ချွတ်ကြတော့မှန်လဲမှန်တယ်အကျိုးလည်းမှန်တော့မှန်တယ်အကျိုးမရှိဘူးသူတို့ဘာကလည်းမနစ်သက်ဘူး။မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်သူတို့ဘာကလည်းနစ်သက်တယ်။မှန်လဲမှန်တယ်အကျိုးလဲရှိတယ်သူတို့ဘာကမနစ်သက်ဘူးဆိုပြီးတော့စကား6ခွန်းစကား6ခွန်းမှာ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကတော့မှန်လဲမှန်တဲ့အကျိုးလဲရှိတယ်သူတစ်ပါးလဲနှစ်သက်တယ်ဆိုတဲ့ဇကားရဲ့တဲ့မှန်လဲမှန်တဲ့အကျိုးလဲရှိတယ်ဒါမဲ့သူတို့ကမကြိုက်ဘူးဆိုတဲ့ဇကားရဲ့အဲ့နှစ်ခုမဲ့ပြောတယ်သူကပြောတဲ့ဇကားမှန်လဲမမှန်ဘူးအကျိုးလဲမရှိဘူးသူတစ်ပါးလဲမတိုက်မကြိုက်ဘူးအဲ့ဇကားမျိုးပြောတတ်တယ်သူကသူကမှန်တော့မှန်တဲ့အကြောင်းအရာတစ်ခုကဒါမဲ့အကျိုးမရှိဘူးသူတို့ကလည်းမကြိုက်ဘူးဒါမျိုးကလည်းပဲမပြောရဘူးတဲ့သူက မှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးဒါပေမဲ့သူများကကြိုက်တယ်လောကမှာတချို့အဲ့လိုမျိုးလူတွေရှိတယ်ကိုယ်မျှောက်ပြောနေတာမျှောက်ပြောနေတာလည်းမမှန်ဘူးမမှန်မမှန်သိတယ်ဒါပေမဲ့ကိုယ်ကနှစ်သက်တယ်အဲ့လိုမျိုးစကားကိုကျေနပ်တဲ့လူတွေရှိတယ်အဲ့လိုမျိုးပြောတာလည်းဘုဒ္ဓဝါဒရဲ့သဘောပါတာပဲဆိုမှန်လည်းမှန်လည်းမှန်လည်းမမှန်ဘူးအကျိုးလည်းမရှိဘူးသူတစ်ပါးကနှစ်သက်တဲ့စကားမျိုးလည်းမပြောသင့်ဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးကမှန်လည်းမှန်လည်းအကျိုးလည်းရှိတယ် သူတော်ကလည်းနှစ်သက်တယ်ဆိုတဲ့စကားမျိုးကိုပြောတယ်။နောက်တစ်ခုကသူတော်ကတော့မကြိုက်ဘူး။ဒါပေမဲ့မှန်တယ်အကျိုးရှိတယ်။အဲ့လိုမျိုးစကားမျိုးစင်ဘုရားရှင်ကိုရမကြီးကပြောတယ်ဆိုတော့ဒီကမှန်ဖို့နဲ့အကျိုးရှိဖို့အရေးကြီးတာ။မှန်ဖို့အကျိုးရှိဖို့ဆိုရင်မကြိုက်ပြင်မဲ့လေပြောတင်ပြောရတယ်။တချို့ကအမှန်တရားရှိတယ်။သူ့ဒီရပြောလိုက်တဲ့အတွက်ကြောင့်အကျိုးရှိသွားသူတော့မကြိုက်ဘူး။ဒါမျိုးဆိုရင်မကြိုက်ပြင်မဲ့လေပြောလိုက်ရ။နောက်ပိုင်းကျတော့သူတို့သိလာရင်အဲ့ဒီစကားလက်ခံ။ ိုဘကတော့ဂတိကိုအလွယ်တကူပေးပြီးတော့အာနာပါနာတဲ့အဲရပါတယ်ဆိုတဲ့စကားမျိုးမပြောနိုင်အောင်မပြောပြအောင်ကြိုးစားရတယ်အလွယ်တကူပြောတတ်တဲ့အကျင့်လေးပါသွားရင်မုဒ္ဒဝါဒရဲ့သဘောကဘုရားဘာသာတွေစောင့်ထိုင်းတဲ့၅ပါးသီလထဲမှာအထိမ့်မှုအခက်ဆုံးကအဲ့မုဒ္ဒဝါဒသိက္ခာပုတ်။ဒါနဲ့သိက္ခာပုတ်တွေကတောင်းတောင်းစောင့်ထိုင်းနိုင်တယ်။သူများအသက်မသက်ပဲလည်းနေလို့ရတယ်။သူများပစ္စည်းမခိုးပဲလည်းနေလို့ရတယ်။ မကုံမဟောက်ပြန်လဲနေလို့ရတယ်အရက်တိစာမတော့ပဲလဲနေလို့ရတယ်အင်မူတာဝါဒကြတော့သူကနေလို့မရဘူးလားမို့ရတယ်ဒါပေမဲ့တခါခါကျမူတာဝါဒကိုကျွလွန်လို့ကျွလွန်မှမသိပဲနဲ့ပြောစီပြက်စီနောက်ရင်းကနေအတီဖြစ်ပြီးတော့ပြောတာကိုပြောတယ်လို့မထင်တော့ပဲဖြစ်သွားမြတ်စွာဘုရားကတော့သာတော့ရာဟုလာလေးကိုမိန်တော်မူတဲ့ချက်သားရာဟုလာတဲ့မူသားဆိုရင်ရည်စရာတော့မပြောနဲ့အပျော်ပြောရင်းနဲ့အပြက်တွေဖြစ်ဖြစ်သွားတာသူက နောက်ရင်နောက်ရင်နဲ့အဲ့ဒီနောက်တာအတီဖြစ်သွားပြီးတော့သမုဒ္ဒါအပြောများတဲ့သူကမလို့ရဲတဲ့အကုသို့ဆိုတာမရှိတော့။များများလိန်မာများတဲ့သူကလိန်ရမှမကြောက်တော့ဘလို့အကုသမျိုးမဆိုသူလှုပ်ရဲသွားတော့။အဲလိန်ညာတတ်တဲ့အကျင့်ကအလွယ်တကူမုဒ္ဒါဝါဒကိုကျွ့လွန်တတ်တဲ့အတွက်ကြောင့်ဂတိသစ္စာကိုလည်းအလွယ်ဖျောက်တတ်တဲ့အတွက်ကြောင့်အလွယ်တကူလိန်ညာမျိုးကိုမလို့စေရဘူး။ကိုလှုပ်တဲ့အကုသို့လေးကဘာမှမဖြစ်တော့ပါဘူးဆိုပြီးတော့ထက်ကတက်ကလိန်ညာမှုမျိုးဟာတဲ့အကျဉ်းကျဉ်းလှုပ်ပါများတော့ တခါခါကြကိုလို့တဲ့အလုပ်ကိုအာကုသို့အာကုသို့လို့မထင်တော့ဘူးဖြစ်တတ်တယ်။အဲမြတ်စွာဘုရားက မာဝမင်ညထပါပတ္တနာမန္တအာဂမိတ္တိဥဒ္ဓဘိန္တုနိပါတေနဥဒ္ဓကုံဘောပိပုရတိဘာလောပုရတိပုံပါပတ္တထောကံထောကံပိအာစိနံဆိုပြီးဓမ္မပဒမှာမိန့်တော့အာကုသို့မကောင်းမှုလေးကိုအသေးဖွဲလေးဆိုပြီးတော့အထင်မသေးရပါဘူးတဲ့ အဲ့ဒီအသေးလေးကိုလှုပ်ပါလှုပ်ပါမြန်ကြာတော့အဆိုင်ခဲဖြစ်ပြီးတော့အချိုးပိတတ်တယ်ဥပမာအားဖြင့်တဲ့ဒဇဲမြိတ်မှာခြားထားတဲ့ဆင်းအိုးကြီးတဲ့ကိုမိုးရေစက်တွေဒဇဲမြိတ်ကနေဒဇက်ဒဇက်ကြပါမြန်ရင်အဲ့ဒီအိုးကြီးပြည့်ရှံသွားတယ်လို့ပဲတဲ့မူတာဝါဒအာကုတ္တအသေးလေးဆိုပြီးတော့လည်းပဲအထင်သေးပြီးတော့အစမလှုပ်ရဘူးတဲ့လှုပ်ပါမြန်အာကုတ္တကလည်းအဆိုင်ခဲဖြစ်အချိုးပိတတ်တယ်အဲ့တော့အာကုတ္တလေးကအသေးပွဲလေးဆိုပြီးတော့ကိုကအလွယ်တကူတော့ သွားပြီးတော့လုံးပြီးမဲ့စိတ်မကူမဲ့နဲ့စိတ်မကူမိစင်နဲ့လုံးမရင်သူကလုံရင်းလုံရင်းနဲ့အာဟုတုအာဟုတုလို့မထင်တော့ဘုန်းကြီးတို့ဈေးထဲမှာအဲ့ငါးရောင်းနေတဲ့ငါးရောင်းနေတဲ့ငစိမ့်တွေတွေပဲကြည့်ပါဦးငါးကောင်းကိုစထုတာပဲငါးကောင်းကိုထုပါစသူကကြောက်ကြောက်လန့်လန့်နဲ့ထုရပါဟောဒါအာဟုတုဆိုသူသိဒါပေမဲ့ထုပါများတော့ထုရင်းထုရင်းနဲ့လက်ကရှင်လာတော့အာဟုတုအာဟုတုလို့မထင်တော့မှတခြင်းနေ့တကြောကြောနဲ့အိုး ထုနေကြဝန္တာအာယထုအကုသိုလ်ကလရဲစရဲဖြစ်သွားရင်အကုသိုလ်အကုသိုလ်လို့မထင်တော့ဒါကြောင့်မလို့လောကမှာဒီအကုသိုလ်တွေလောက်ပါများတဲ့သူတွေကသူတို့ကနေစဉ်အတ္တမွေးဝဉ္ဇဉ်တစ်ခုဖြစ်ပြီးတော့နေတိုင်းနေတိုင်းသူများအသက်တတ်တာတွေကကျေနပ်သွားပျော်သွားတာအကုသိုလ်မှာလက်ရှင်သွားတာဆိုတို့တွေကတော်တော်ရှောင်ကျင်ရမယ်ကိစ္စတွေအများကြီးရှိတယ်ဒါကြောင့်တချို့တချို့ဘာသာတရားတွေရဲ့အဆုံးအမအယူဝါဒတွေကလည်းပဲဘုရားဘာသာနဲ့ဆန့်ကျင်ဘက်တာတွေအများကြီးရှိတယ် များရှိတယ်။ဒါကြောင့်အတူလက်တွဲနေထိုင်ဖို့ဆိုတာအယူဝါဒမတူရင်တွဲဖို့မဖြစ်ဘူးဆိုတာခွင်းတော်တစ်ခါကတပည့်တွေပြောပြအိမ်အောင်ပြုတဲ့လူပို့ဆိုးတယ်။သူကမြတ်စွာဘုရားကဘဝတစ်လျှောက်လုံးဘဝတိုင်းစုံနိုင်ဖို့ဆိုရင်တဲ့ယုံကြည်ချက်တူရတယ်တဲ့။ယုံကြည်ချက်တူရတယ်။အချက်တူရတယ်။အလူလည်းတူရအတိလည်းတူရအဲအချက်လေးချက်တူရတယ်။အဓိကယုံကြည်ချက်တူရဘဝအတူလျှောက်မယ်ဆိုရင်အတူလက်တွဲဖို့ဆိုရင်ယုံကြည်ချက်တူရ ဆိုတော့အယူဝါဒတစ်ခုကကိုးကွယ်တဲ့ဘာသာတရားမတူရင်လည်းပဲတူလည်းတွဲဖို့မဖြစ်ဘူးဆိုတာဗုဒ္ဓဘာသာနဲ့တခြားကြအယူဝါဒအဲ့ဒါပြောတာပေါ့ဗုဒ္ဓဘာသာကအာဟုသူရှောင်ရတယ်သူများအသက်မတတ်ရဘူးသူများအသက်တတ်ရင်အပြစ်ဖြစ်တယ်ချို့ကြတော့သူများအသက်ကိုသတ်ပြီးမှပူဇော်မှကုသိုလ်ရတယ်ဆိုတော့သူတို့ရဲ့ဝါဒဘာသာတရားအဆုံးအမအတိုင်းသူတို့ကတော့သင်ကြားပေးလိုက်တာအကြောင်းမလို့တချို့အယူဝါဒတချို့ဘာသာတွေကငယ်တဲ့ကလေးတွေကိုတတ်ရဲအောင်သင်ပေးတာတတ်ရဲအောင်သင်ပေးတာ သတ်မြန်မြန်သတ်လေမြန်မြန်ကုသိုလ်ရလေဆိုတဲ့အယူဝါဒနဲ့သတ်ရင်အာကုသိုလ်ဖြစ်တယ်ဆိုတဲ့အယူဝါဒအပိုစစ်စန့်ကျင်ဘက်ဖြစ်နေစန့်ကျင်ဘက်ဖြစ်နေဘလို့မှလက်တွဲလို့မရသူ့အယူဆနဲ့သူသွားပေါ့ဘယ်ဟာ logical ကြတယ်ဆိုတော့ကိုယ့်ဘာသာကိုရွေးချယ်ဖို့ဆိုတာပြောကျင်တာကအာကုသိုလ်ကလောဘများရင်အာကုသိုလ်အာကုသိုလ်လို့မတင်တော့မှလည်းရဲစရဲဖြစ်သွားတယ်တချို့အယူဝါဒတဲ့ကလေးတွေကိုဘုရားဘာသာမှာတော့ယဉ်ကျေးလိမ့်မယ်တင်ပေးမယ်တချို့အယူဝါဒတွေကကလေးတွေကိုငယ်တည်းကနေတန်နည်းတွေတင်ပေးတာ ဆိုကလေးတွေလည်းလေးရဲတက်ရဲတယ်ဖြစ်လက်ရဲစရဖြစ်သွားတော့အာဟုတုအာဟုတုလို့မထင်တော့များများတက်နိုင်အရှင်လက်လက်တက်နိုင်မှ ကုတုရရဲဆိုတဲ့အယူဝါဒကြီးရဲ့တက်ရင်အာဟုတုဖြစ်တယ်နည်းနည်းလေးတက်ရင်လည်းနည်းနည်းလေးအဖြစ်ဖြစ်တယ်ဆိုတဲ့ဘုရားအဆုံးအမတွေနဲ့စတော်လေးဆန့်ကျင်ပဲဖြစ်နေတဲ့အခါကျတော့သူတို့အယူဝါဒသူတို့ပေါ့ကို့အယူဝါဒကတော့ကို့ဘာသာပေါ့ကံကံအကျိုးသဘောရကောင်းတာကြိုက်ရင်သူများလည်းကောင်းတာကြိုက်ပါလေကိုမကောင်းတာမကြိုက်ဘူးဆိုသူများလည်းမကောင်းတာမကြိုက်ဘူး ကိုသူများကလာပြီးဆက်ရင်ကိုမကြိုက်သလိုသူများကကိုကတော့ဆက်ရင်လည်းသူများကြိုက်မှာမဟုတ်ဆိုတဲ့အဲ့လို action နဲ့ reaction ကံကိုင်းသဘောကိုတည်ထားလို့ရှိရင်အာဟုတကိုလည်းပဲတည်တည်လေးဆိုပြီးတော့လှုပ်ဖြစ်မှာမဟုတ်တော့အထူးသဖြင့်မုသာဝါဒလူတွေက သူများကိုသာစိတ်ကြိုက်လိမ့်တာကိုကိုလိမ့်နည်းနည်းလေးမှမကြိုက်ကိုကိုသူနည်းနည်းလေးမှကိုလိမ့်တာမကြိုက်ကိုကလည်းသူများကိုအမျိုးမျိုးလိမ့်တာဆိုတော့အဲ့ဒီလိမ့်ညာမှုမုသာဝါဒက ကိုနဲ့ရှင်ပြီးတော့စဉ်းစားပြီးစင်ကျင်သိမှုလို့လေကိုကမကြိုက်ရင် သူများကလည်းကိုကကြိုက်တဲ့စကားမပြောရဘူးကိုလိန်နာမကြိုက်ရင်သူများကလည်းကိုကမလိန်မိစင်တယ်မုသာဝါဒကိုလိန်မာများလို့ဟိုအကျင့်ပါသွားလို့ရှင်ရင်အဲ့ဒီမုသာစကားပြောတဲ့ဟာဆိုင်ခဲဖြစ်ပြီးတော့အကျိုးတရားတွေကိုပြန်ခံရတာလည်းအများကြီးရှိတယ်။ဒါကဂတိကိုအလွယ်တကူပေးတတ်တဲ့လူတစ်ယောက်တည်းစကားကို အလွယ်တကူဖြတ်တတ်တဲ့ ကျင့်တီလာကိုလည်းအလူတကူဖြတ်တတ်တယ်၊လိညာမှုကိုအလွယ်တကူကျွလွန်တတ်တယ်။မြတ်စွာဘုရားကတော့သစ္စေနအနိအလနိကံဗုဒ္ဓံဆိုဘုရားကမိန့်တော်မူတယ်။သစ္စေနအမှန်သစ္စာစကားဖြင့်နော်မုသာဝါဒလိညာတတ်တဲ့စကားကို စီနေအောင်ရတယ်။ဆိုကယောသဆောင်ဝင်ခံရတဲ့တတ္တိဟာတဲ့မုသာဝါဒကိုရှော့ချပေးတယ်။ယောသဆောင်ဝင်ခံရတဲ့တတ္တိမုသာဝါဒကိုရှော့ချတယ် လူတွေမှာမသိတာကို မသိဘူးလို့ပြောရတဲ့တတ္တိရှိရတယ်။မကြိုက်တာကိုမကြိုက်ဘူးလို့ပြောရတဲ့တတ္တိရှိရတယ်။မဟုတ်တာကိုမဟုတ်ဘူးလို့ဝန်ခံရတဲ့တတ္တိရှိရတယ်။တော်တော်များများအဲ့တတ္တိတွေနဲသွား။မသိဘူးလို့ပြောရရင် ပြောလိုက်ရင် သူများကအထင်မြန်သေးသွားမလား။အဲ့ဒါကကိုယ်တကယ်မရှိဘဲနဲ့ကိုရှိတရားရှိကြံဆောင်ပြီးတော့လိန်လိုက်တဲ့သဘောပဲ။အဲ့ဒါလေအတ္တမာနခံပြီးတော့ ခေါင်းတွေတရက်တွေသွားစဉ်းစားလို့ဖြစ်သွားတာသွားစဉ်းစားတော့ဘုဒ္ဓဝါဒကျุလို့အဓိကသူတို့ဘာအထင်သေးမှကြောက်လို့ကိုယ်မရှိတာကိုရှိတယ်လို့ပြောလိုက်တာပဲဆိုတော့မရှိတာကိုမရှိဘူးလို့ပြောလိုက်တဲ့တတိဟိုမရှိဘဲနဲ့မရှိတာကိုရှိတယ်အောင် ပြောလိုက်တာကသူကနောက်တစ်ခါဆိုရင်အိစာနဲ့အဲ့အကြောင်းအရာနဲ့ကြုံရင်နောက်တစ်ခါဆိုဒီလိုနဲ့တွေ့ရင်မရှိတာကိုမရှိရှိတယ်အောင်ပဲပြန်ပြောအောင်ပါပဲပြန်ပြောအောင်ပါများများ ိုတခါလိန်လိုက်မိတာကမုသာဝါဒဇက်ကဇက်တဲ့ကျုလို့မိစေတတ်တယ်တဲ့။ညောအဲ့ဒါလေးကိုကိုကရောသားစွာဝန်ခံရတဲ့တတ်တည်တခါလေးပြောလိုက်။ဘုရင်တို့ဖတ်ဘူးတဲ့စာထဲမှာတခုရှိတယ်။လူတယောက်ကကိုယ့်ရဲ့အရှိတရားဂုံကိုချီးကျူးတဲ့အခါမှာတဲ့။အင်္ဂလိပ်စကားနဲ့တူပါတယ်။ကိုယ်အမှန်တရားကိုပြောပြီးချီးကျူးတဲ့အခါမှာလက်မခံပဲငင်းဆန်တဲ့သူကနှစ်ခါချီးကျူးခံခြင်းလို့ သူအဲ့ဒါလေးအာခင်ဗျသိတော်တာပဲသိတော်တာပဲလို့အမှန်တရားအပေါ်မှာချီးကျူးတဲ့အပေါ်မှာဟာမဟုတ်ပါဘူးဗျာခင်ဗျားထင်တယ်လို့မဟုတ်ပါဘူးဆိုပြန်ငင်းတယ်လို့ဟာတဲ့နှစ်ခါချီးကျူးခံကြတယ်လို့ဆိုတော့ဟုတ်တော့ဟုတ်တာပဲအာခုတစ်ခါရန်ကိုရီးယားတော့အာနာပါနပြန်ငင်းတာဟာခင်ဗျသိတော်တာပဲဟာပြောတော့မဟုတ်ပါဘူးဗျာတကယ်တော်တာပါဗျာဆိုတခါနှစ်ခါသုံးခါလောက်ပြန်ပြန်ပြီးချီးကျူးတယ်ရဆိုတော့အမှန်ကတော့တခါတည်းပြောပြီးတော့လက်ခံနိုင်တဲ့လူကဆိုတော့က ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အကောင်းဆိုရင်လည်းပဲဒါပဲလက်ခံထားလိုက်ဒါမှန်တက်ဖို့မဟုတ်ဘူးအဆိုးဆိုရင်လည်းအာမဟုတ်ရင်မဟုတ်ဘူးလို့ပြောရတဲ့တတ္တိရှိရမဟုတ်ရင်မဟုတ်ဘူးလို့ပြောရတာကဒါကရှက်เสียရမဟုတ်ဘူးဟုတ်တာဟုတ်တယ်လို့ထင်ပြီးဟုတ်တယောင်ယောင်ဆက်ပြီးတော့ပြောနေတာကအဲ့ဒါရှက်เสียဒါမမှန်တာမမှန်ဘူးလို့ပြောရတာအာရှက်เสียမို့အဲ့ဒါတတ္တိလို့ခေါ်တယ် မမှန်တာကိုမှန်တယ်လို့လို့မသိတာကိုသိတယ်လို့လို့မရတာကိုရတယ်လို့လို့ဒိညာပြောနေတာကမုဒါဝါဒကိုဆက်တိုက်ကျุလုံမိချက်တဲ့အတွက်ကြောင့်ဟိုကဘသူတရားပြက်ပြက်မပြက်ပြက်ကိုမရှိတဲ့ဟာကိုတော့မရှိဘူးလို့ပြောရတာဒါတတိရှိတဲ့လူပဲတတိရှိတဲ့လူညမကိုကကိုနဲ့အမြဲတမ်းချိန်ထိုးပြီးတော့အလုပ်လုပ်တဲ့အခါမှာသူတစ်ပါးကိုကိုချင်းစာတရားဆိုအဲ့ဒါကိုပြောတာကိုဖြစ်မှာကိုချင်းစာတာမဟုတ်ပဲနဲ့သူတို့ဖြစ်တာကိုလည်းကြည့်ပြီးတော့ သူတို့နေရာဝင်ပြီးကိုချင်းစာတတ်တဲ့စိတ်ကလေးဟာဒါကရုဏာတရားရဲ့တက်ရောက်မှုတဘောပဲတက်ရောက်မှုတဘောပဲသူနေရာမှာငါသာဆိုတဲ့စိတ်ကလေးရှိရင်ငါသူ့အဲ့လိုပြုလုပ်ပြမှာမဟုတ်တော့သူ့ကိုကိုကဂတိအလွယ်ပေးပြီးတော့ဂတိဖြတ်လိုက်တယ်သူနေရာမှာကိုဆိုရင်ငါ့ကိုသူများကဂတိအလွယ်တကူပေးပြီးတော့ဂတိအလွယ်တကူဖြတ်ရင်ငါကြိုက်မလား ငါ့ကိုသူများကလိန်ပြီးတော့ပြောရင်ငါရောကြိုက်ပါမလားဆိုတဲ့အတွေးတွေနဲ့အော်ငါလည်းမကြိုက်ဘူးငါလည်းဂတိတည်တဲ့လူပဲကြိုက်တယ်ငါဂတိဖြစ်တဲ့လူမကြိုက်သူများလည်းငါလိုပဲဖြစ်မှာပဲဆိုတဲ့အဲ့ဒီခံယူချက်နဲ့ကိုချင်းစာတရားထားရင်အလွယ်တကူဂတိပေးပြီးတော့အလွယ်တကူဖောက်ပြစ်တာမျိုးမလို့ဖြစ်တော့အလွယ်တကူလိန်ညာပြီးတော့အလွယ်တကူကျွလွန်တာမျိုးလည်းမဖြစ်တော့ဒါကြောင့်အာနာပါနာနဲ့အင်းမာဆိုတာမျိုးကဂတိကိုအလွယ်တကူဖောက်ပြစ်တဲ့အတွေ့အကြုံကိုကအလွယ်တကူ ဂတိကိုဖောက်ပြတ်တဲ့ဟာမျိုးမဖြစ်အောင်မသိရင်မသိဘူးမကြရင်မရအောင်မကြိုက်မကြိုက်ဘူးဒီလိုရဲရဲပြောရဲတဲ့ဆွမ်းအားရှိရတယ်လူတွေမှာပြောရဲတဲ့ဆွမ်းအားမရှိဘူးဆိုတာကသူကကိုယ့်ကို confidence မရှိတာပဲကိုယ့်ကိုယုံကြည်မှုမရှိတာကိုယ့်ကိုယုံကြည်မှုမရှိတာဘာလို့ယုံကြည်မှုမရှိလဲကိုယ့်ရဲ့ character ဘိုင်းမှာအားနည်းလို့ယုံကြည်မှုမရှိတာတိလာဘိုင်းအားနည်းတဲ့သူကယုံကြည်မှုအားနည်းတယ်ကိုကမဟုတ်တာလုပ်ထားတဲ့လူတယောက်ကဘလို့မှယုံကြည်မှုအားမရှိနိုင်တော့ ဆိုတော့သီလမလုံတဲ့လူကယုံကြည်မှုမရှိဘူးတတိမရှိတော့ဘူးပြိတ္တတဲ့မဝင်ရဲဘူးဆိုတော့ကိုယ်ကိုယုံကြည်မှုရှိဖို့ဆိုရင်ကိုယ်ကိုယ်တိုင်လည်းပဲကိုကျင့်တရားကောင်းအောင်လုပ်ရတယ်ကိုကိုယ်တိုင်လည်းသီလပြည့်စုံအောင်လုပ်ရတယ်ကိုကိုယ်တိုင်လည်းအေရှင်ရှိအောင်လုပ်ရတယ်အဲ့လိုသီလလည်းရှိတယ်အကျင့်လည်းကောင်းတယ်အေရှင်ရှိတယ်ဆိုရင်ယုံကြည်မှုရှိပါတယ်ယုံကြည်မှုရှိတဲ့လူတယောက်ကမုဒ္ဒဝါဒကိုကျွလွန်စရာမရှိတော့ဘူးဂတိကိုလည်းဖျောက်ဖျက်စရာမရှိတော့ အောင်မြင်တဲ့သူတွေကိုတော်တော်များများကြည့်လို့ရှင်အလွယ်တကူဂတိမပေးဘူးပေးပြီးသားဂတိကိုလည်းပဲအလွယ်တကူမဖောက်ပြတ်ဂတိကိုတည်အောင်လို့စူခဲစီမြဲစီဆိုတဲ့စကားအမြင့်ရောက်တဲ့လူတွေမှာအများကြီးရှိတယ်။ဒါမို့ကိုရေကသူတို့ကို ကြည့်ပြီးတော့ကိုဟာတာကိုလည်းလစ်ချင်ရမယ်။ငါကစကားအလွယ်တကူပြောတတ်လားအလွယ်တကူဖောက်ပြတ်တတ်သလားစကားကိုအလွယ်တကူပြောတတ်တဲ့လူပြောတတ်ပြီးတော့အလွယ်တကူဖောက်ပြတ်တဲ့သူဟာမူတာဝါဒကိုအချိန်ချင်းကျွလွန်နိုင်တဲ့သဘောတွေရှိတတ်တဲ့အတွက်ကြောင့် စကားကိုလည်းပဲအလွယ်ပြောပြီးတော့အလွယ်ဖောက်ပြထားအောင်မဖြစ်စေနဲ့ကိုပြောတဲ့စကားဟာသူ့အတွက်အကျိုးရှိလားမှန်လားသူကြိုက်မလားအဲ့တစ်ချက်ကိုစဉ်းစားရမယ်ဘုရားရှင်ပြောတော်မူတဲ့အတိုင်းပဲတစ်ခါခါကျကိုပြောတဲ့စကားဟာသူတို့ကြိုက်ချင်မှကြိုက်မယ်ဒါပေမဲ့မှန်လဲမှန်လဲအကျိုးလည်းရှိတယ်ဆိုရင်အဲ့ဒီစကားနှခွန်းကိုတော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုကပြောနိုင်အောင်ကြိုးစားရတယ်အကျိုးလည်းရှိတယ်မှန်လဲသူတို့ဘာလဲသဘောကျတယ် အဲ့ဒါစကားရဲ့အကျိုးလည်းရှိတယ်မှန်လည်းသူတစ်ပါးမနစ်သက်ဘူးဆိုပေမဲ့လည်းအဲ့ဒီစကားနှခွန်ကို ပြောနိုင်အောင်ကြိုးစားရတယ်အဲ့ဒါဆိုရင်ကိုပြောတဲ့စကားလည်းမှန်တယ်မှန်တဲ့အတွက်ကြောင့်ကိုရဲ့ပြောတဲ့စကားမှာမူတာဝါဒမပါဘူးမူတာဝါဒမပါတဲ့အတွက်ကြောင့်အလွယ်တကူဖောက်ပြက်စရာလည်းမရှိတော့တဲ့အတွက်ကြောင့်အလုံးစုံပရိသတ်များကစဉ်းစားရမှာကဂတိကိုအလွယ်တကူပေးတဲ့သူဟာဘုဒ္ဓဘာသာကိုအချိန်ကြီးကျွလွန်တတ်တယ်လို့ အာနာပါနာအင်းပါဆိုတဲ့လုတ်တက်တဲ့အကျင့်လေးဟာလည်းပဲအလွယ်တကူဖောက်ပြတ်တတ်တဲ့အတွက်ကြောင့်မူတာဝါဒအလွယ်တကူကျွလွန်တတ်တဲ့အတွက်ကြောင့်ကိုပြောတဲ့ဇကားဒီစုခဲစီမြဲစီဖြစ်အောင်ကြိုးစားပါကိုမမှန်တာမကြိုက်တယ်လို့သူများလည်းမမှန်တာမကြိုက်တဲ့အတွက်ကြောင့်ကိုလည်းမမှန်တဲ့ဇကားကိုမပြောပဲမှန်တဲ့ဇကားကိုသာပြောပြီးတော့မိမိသူတော်ဘာအကျိုးများတဲ့ဇကားကိုသာပြောဆိုနိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်